မှအခုလို sharing လုပ်ပေးတာတကယ်တမိုးမဖြစ်နိုင်တဲ့စိတ်ခံစားမှုပါ။ဟုတ်ကဲ့ပါ။ကျွန်တော်တို့ဒီပြောစရာကောင်းတဲ့မိကုံးလေးဘက်ကိုပဲကျွန်တော်ထပ်ပြီးတော့ပြန်ပြီးတော့သွားကြပါမယ်။အခုချိန်မှာမဘေးနာပါ။တကယ်အဖို့ကောင်းကမဆိုးဖြစ်နေမယ်လို့ကျွန်တော်ထင်ပါတယ်ခင်ဗျ။မဆိုးမြတ်သူစားပေါ့။ဟုတ်ပါတယ်။အမအတွက်တငယ်ချင်းကောင်းပေါ့နော်။အနီးကပ်ပေါ့ အေးတူဘူးမြလို့လည်းပြောလို့ရတယ်ဒါပေမဲ့အမတို့နေ့တိုင်းမတွေ့ပါဘူးဟုတ်နေ့တိုင်းစကားမပြောဖြစ်ပါဘူးအမြဲတမ်းမဆုံဖြစ်ပါဘူးဒါပေမဲ့ရင်ပတ်ချင်းနေပါတယ်ဘဘကကြတော့သူကယောက်ျားမြူနေနော်ငါသူက overseas မှာဆိုတော့ဟုတ်ငါပြန်လာရင်နင်းနဲ့ငါနဲ့အဖွားကြီးဖြစ်တဲ့တီတူတူနေမှာအဲ့တော့နေယောက်ျားယူလို့မရဘူးနော်ကနကနပြောလေဟိုကနေအမြဲတမ်းလမ်းသတိပေးတယ်ယောက်ျားမြူနေနော်ယောက်ျားမြူနေ ။အစားလေးတို့မဆုလိုက်လို့နေတော့ဟိုမနဲ့တည်တယ်ခင်တယ်သူတို့ကလည်းဟိုအမခြေကွဲနေတယ်ခံစားနေတယ်ထိခိုက်နေတယ်ဆိုရင်ဟိုနှစ်သိမ့်နေဒါမျိုးမဖြစ်စေချင်ဘူးပေါ့နော်။အာအဲ့လိုမျိုးတွေတော့အမမှာတငယ်ချင်းကောင်းတွေရှိပါတယ် Facebook မှာအမတင်တဲ့စာသားတော်တော်များများကအချစ်နဲ့ပတ်သက်တဲ့အထီးကျန်တဲ့အကြောင်းအရာတွေအများကြီးလေးမှာ င်းဂူနာဘာခဏခဏထားတော့ခံရတယ်ဆိုတော့လေအမဘွားမှာအဲ့လိုစကလုံးများများထွက်လာတာဖြစ်ပါလေခဏခဏထားတော့ခဏခဏထားတော့ခဲ့ခဏခဏဟုတ်ကဲ့ပါအခြေအနေပတ်သက်ပြီးတော့ရောအိမ်တော်ကြီးနဲ့ပတ်သက်ပြီးတော့ပါအခုတလက်စာတယ်ပေါ့နော်ဒီခန်းစားကြည့်ရှုနေကြတဲ့ ဆယ်ကျော်သက်လူငယ်တွေနောက်ပြီးတော့အိမ်တောင်ပြူကြမဲ့သူတွေအခြေရင်းနဲ့ပတ်သက်ပြီးတော့စိတ်ခံစားမှုပြင်းထန်ကြတဲ့သူတွေအတွက်ပေါ့နော်အမအနေနဲ့အမရဲ့အတွေ့အကြုံကနေပြီးတော့အကောင်းဆုံးမျှဝေပေးပါဦးမကျွန်တော်ဒီအစီအစဉ်ရဲ့နောက်ဆုံးအဓိကပြောချင်တာကတော့ဆုံးဖြတ်ချက်မမြန်ဘူးပေါ့ယောက်ျားလေးပဲဖြစ်ဖြစ်ဘိန်းကလေးပဲဖြစ်ဖြစ်အိမ်တောင်တစ်ခုပြုတ်မယ်ဆိုရင် ိုဖြစ်ချင်တဲ့အတ္တတွေရွယ်ရှည်တန်းတင်လို့မရဘူးဆိုတာအမဘဝနဲ့ရင်ပြီးသင်ခန်းစာရခဲ့တာအမအိမ်အောင်တစ်ခုကိုပြုခဲ့တယ်အဲ့ယောက်ျားတစ်ယောက်မမြင်ဘူးရီးစားလည်းမဟုတ်ဗျာအရင်တော့ထူဆန်းတယ်အမအဲ့လိုခေါင်းမာတယ်ခုနကပြောသလို အမလုံမယ်လို့ဆုံးဖြတ်ပြီးလုပ်တယ်။မားရင်လည်းခံမယ်။အေးစီပဲ။အမအိမ်အောင်ပြုခဲ့တဲ့ယောက်ျားတယောက်ကိုအမမမြင်ဘူး။ရီးစားလည်းမဖြစ်ခဲ့ဘူး။ဒါပေမဲ့သူအမကိုအမညမလေးတငယ်ချင်းတယောက်ကဖုန်းနံပါတ်ပေးလို့အမစီကိုဆက်လာတယ်။ ။ तू ကတော့မောက်ကြိုက်တယ်ပေါ့နော်။ Okay အဲ့ချိန်မှာမှ35နှစ်အသက်။အမအမေကအိမ်တော်မပြုစေခြင်းဘူး။အမအဖေကအိမ်တော်ပြုစေခြင်းလေ။သူတို့တွေမရှိတော့တဲ့ချိန်မှာအမတယောက်တည်းရက်တိဖို့အဆင်မပြေနိုင်ဘူး။အသမီးယောက်ျားယူရတော့မယ်။ဟုတ်ပြီယူမယ်။ဒါပေမဲ့ယူစရာမရှိဘူး။ဘယ်သူ့ကိုယူရမလဲ။ဘယ်သူ့ကိုယူရမလဲဆိုတော့အင်းကလည်းအရန် push ပေးနေပြီ။ ယူတော့35နဲ့ကလေးမွေးမယ်ကလေးဒီကြီးလာမယ်ကလေးနဲ့မိဘအရန်กว่าရင်ထိတ်သိမ့်ရခက်တယ်ဟုတ်တယ်သူတို့ပြောတာလည်းလက်ခံတယ်အဲ့တော့ဟုတ်ပြီငါယူမယ်ယောက်ျားအဲ့ချမငိုချင်ရဲ့လက်တူပေါ့နော် तू ကရောက်လာသဖုံးဆက်လာအမောက်သူသဘောကြတယ်အမကားကြီးကြီးရတယ်โอเคဆိုဟုတ်ပြီ तू သဘောကြတာဟုတ်တယ် အမကတော့သူ့ကိုသဘောကျကြီးမကျကြီးဘာမှမပြောဒါပေမဲ့ခုနလိုပေါ့မိဘအရင်ဟာနဲ့ပဲအမြဲတမ်းချိန်ထိုးတယ်ဘယ်အရာပဲဖြစ်ဖြစ်ဟုတ်ပြီရှင်ကျမကိုယူမယ်โอเคကျမအိမ်ခွန်းနေလို့မဖြစ်ဘူးတတလုံးမိဘနဲ့ပဲနေမှာတေသွားတဲ့အထိနေမှာမိဘကိုထားသွားတဲ့ သားသမီးတခါမှအဲ့လိုအဖြစ်မခံနိုင်ဘူးအဲ့တော့အိမ်ခွဲမနေနိုင်ကျွန်မကိုရွှေโอเคလားโอเคတယ်ကျွန်မရှာတယ်ပတ်စံရှင့်မပေးနိုင်အိမ်အောင်ကြသွားမှကျမရတဲ့ပတ်စံကျမမိဘကိုတဝက် ခွဲပေးမယ်တစိတ်ခွဲပေးမယ်ပို့တာပေးမယ် ဲ့သားသမီးတွေမှာကျမမပါကျမမိဘကကျမအိမ်အောင်ကြသွားလဲသူ့သမီးရဲ့ပတ်စံအပြိုတုံးကလူပဲအထုတ်လိုက်ခြိုင်းနိုင်ရမယ်အဲ့တော့ကျမဝင်ွေရှင်းစီတပြားမှမရအောင်โอเคလားโอเคတယ်ကျမနိုင်ငံညမလိုက်နိုင်မိဘတွေယူထားပြီးတော့ရှင်းတော့ဘယ်တော့မှမလိုက်ဘူး โอเคล่ะโอเคတယ်จม้าဝင်ွေตะละဘယ်လောက်ရတယ်တပဏ္ဏကားရရတယ်ရှင်သိเสียမလို့โอเคล่ะโอเคတယ်ကျမကကားဝယ်ပေးစရာမလိုကျမမှာကားရှိတယ်အိမ်ဝယ်ပေးစရာမလိုအိမ်ရှိတယ်ကို့အတွေ့ရတော့အိမ်ဒီကားတွေဝယ်ပေးရင်အဲ့ဒါနဲ့မြှူဆွဲပြီးပါသွားရင်ထားခဲ့မှာစိုးလို့ ကျမရှာတဲ့ပစ္စည်းကကျမပစ္စည်းရှင်ရှာတဲ့ပစ္စည်းကရှင်ပစ္စည်းရှင်ပစံနဲ့ရှင်ဝယ်ကျမနာမည်နဲ့ထားစရာမလိုโอเคတယ်ကျမနာမည်နဲ့ကျမဝယ်မယ်ရှင်နာမည်မပါဘူးโอเคလားโอเคတယ် तू တော်တော်โอเคရေနော် तू တနောက်ဝိုင်းမှာစဉ်းစားကြည့်မိတယ် तू ဘာတဝိုင်းမှာမရှိဘူးလေအမလိုမင်းသမီးတယောက်ကို तू ဒီတိုင်းရသွားမှာလေအဲ့မဲ့အဲ့ဒီအချိန်တော့အမတွေးရပါ အဲ့လိုယောက်ျားမျိုးဘယ်မှာသွားရှောင်လဲကိုနင့်နာလိုက်တယ်ဆိုတော့မသိလိုက်ဘူးလေဟုတ်အဲ့တော့သူကစဉ်းစားလေဒီလောက်ဘာတာဝင်းမှမရှိတဲ့မင်းသမီးတယောက်သူမှမယူဘူးသူယူပါလဲချက်ချင်းလာစဉ်းစားခိုင်းတယ်စေစားလက်စော့သူမိဘနဲ့ပေါ့နော်။မစေစားတော့သူလည်းမပါဘူးလေ။သူမိဘလာစေစားတယ် အမတို့အဲ့ခံပွဲလို့တော့အမကပြောခံရသေးတယ်။အဲသတို့သားမပါပဲနဲ့တစ်ဖက်သက်စိတ်ဆက်ပါတယ်ပေါ့နော်။ဆိုတော့အဲ့လိုစိတ်ဆက်လိုက်တာပေါ့။စိတ်ဆက်လိုက်ပြီးတော့ February မှာသူ့ကိုအာလက်ထပ်ပါမယ်လို့ပြောလိုက်တယ်။အဲ့တော့၈လပေါ့အောက်တိုဘာမှာမတို့မင်္ဂလာဆောင်တယ်။